ခရမနေရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာလည်းကွာတော့ကျွန်တော်တို့ဒီအင်းလေးကိုအခုကကျွန်တော်ဟိုတယ်ကနေပြီးတော့ဆက်နေထွက်ခေါ်ပါပြီအဲ့တော့အဲ့မှာကြည့်ကြပြပါဦး ကဲအခုကတော့ကျွန်တော်တို့ဒီအင်းလေးဘက်ကိုစတင်ပြီးတော့ကျွန်တော်တို့ကားနဲ့ထွက်ခွာပါပြီဘာရည်ပြည့်နေလားအဲမော်တော်ဆိုင်ပဲ ဟုတ်တယ်။အခုကတော့ကျွန်တော်တို့ဒီအင်းလေးပြေးစိတ်ကိုကျွန်တော်ရောက်ပါပြီ။အခုဒီရှေ့မှာကျွန်တော်ရင်းနေရတဲ့နေရာဆိုရင်ကျွန်တော်ဒီပြေးစိတ်ပေါ့နော်။ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်တို့ဒီအင်းလေးဘက်ကိုကျွန်တော်ဆက်ပြီးတော့ကောင်းပါပါ။ဒါတော့ကျွန်တော်တို့ဒီအင်းလေးပြေးစိတ်ကိုဘုဘဘုဘကျွန်တော်ဒီအင်းလေးပြေးစိတ်ကိုကျွန်တော်ဆွေးနွေးပါမယ်။ကျွန်တော်ရောက်နေပါပြီ။အဲ။ဒီနာကျွန်တော်ကြားကြတော့လား။ ပေါ်ကျွန်တော်တို့ဒီ basic ကနေပြီးတော့ satay ထောက်ခေါ်ပါရမယ်။ပေါ်လာကျွန်တော်တို့ basic မရောက်ဘူး။ဒီစီကနေ satay ထောက်ခေါ်ပါရမယ်။လေမိုးရပါမယ်။ဟုတ်တယ်။အဲတော့တော့တော့ဒီဟာမှာကျွန်တော်တို့စီစဉ်ခိုင်းတာတော့ဒီအတက်ကဲကျွန်တော်ဒီခေါ်တော့အတက်ကဲကျွန်တော်ဒီဒီယူရကျွန်တော်လေးမှားပါတယ်။

ခုဆိုရင်တော့ကျွန်တော်တို့ဒီသမန်နဲ့စတဲ့ခေါ်ပါတော့မယ်။ ျွန်တော်တို့အင်းလေးကိုရောက်ပြီဆိုရင်လည်းဒီနေရာကိုမဖြစ်မနေလာမှာပေါ့နော်ဒီနားကကျွန်တော်တို့တွေတရားလျှောက်လမ်းမှာကျွန်တော်တွေဒီကအားဖြင့်တော့တပ်ပုံရဲကြတာပေါ့နော်ဘေးပတ်ပတ်လေးမှာလည်းကျွန်တော်တို့တောင်ကုန်းတောင်တန်းတွေဝမ်းရံထားတာပေါ့နော်တော်တော်လေးကိုလှတယ်ဗျာ ခုဆိုရင်တော့ကျွန်တော်ဒီအင်းလေးကိုစတင်ရောက်ပါပြီအဲ့တော့ကျွန်တော်တို့ဒီနားကနေရာလေးကိုကျွန်တော်လိုက်ပြပေးပါမယ်အဲ့တော့လိုက်ပြရှိကြပေးပါအောင်အခုကတော့ကျွန်တော်တို့ဒီတမန်စိတ်ကနေပြီးတော့ဗောနောကျွန်တော်တို့အပေါ်ရောက်နေပြီဗောနောပြီးရင်ကျွန်တော်လမ်းလျှောက်ပြီးတော့ဒီနားကသဘာဝပတ်ဝန်းကျင်လေးကိုကျွန်တော်ပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီမတူကွဲပြတဲ့ကျွန်တော်မြန်မာနိုင်ငံအလားပါလေးကိုကျွန်တော်ခန်းစားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီဥစ္စာကျွန်တော်တို့မိုင်းတောက်တရားတို့ခေါ်ပါတယ် ဒီကစားမှာကျွန်တော်တွေဓာတ်ပုံလိုက်ရကြတယ်ဒီနေရာကလည်းကျွန်တော်အင်းလေးရောက်ပြီဆိုရင်မဖြစ်မနေကျွန်တော်တွေလာရောက်ပြီးတော့လေပတ်ရမယ့်နေရာဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တွေဒီမှာလည်းလေပတ်ပြီးသွားပြီဓာတ်ပုံနေပါလေကျွန်တော်ရိုက်ပြီးသွားပြီဆိုတော့နောက်ထပ်ဒီနေရာကိုကျွန်တော်ထပ်တော့သွားပါမယ်ဒီနေရာကတော့သူ့ရဲ့ဒီ second လေးတွေပေါ့နော်ဒီဘော second လေးတွေ mind talk တရားလို့ခေါ်ပါတယ်ဒီနေရာကတော့ကျွန်တော်တွေတော်တော်များများဓာတ်ပုံနေပါလေလာရိုက်ကြတာပေါ့နော်ဒီရှားလေးဦးလူကလည်းတော်တော်လေးကိုကောင်းတယ်ကျွန်တော်တွေဒီ နေရာရဲ့နော်ဇာတိဥဒုသဘာဝအလှအပရဲ့တော်တော်လေးကိုလှပါတယ်ကြအခုကတော့ကျွန်တော်တို့ဒီမှာလည်းပတ်ပြီးသွားပြီဆိုတော့နောက်တစ်ပြေအောင်ဆက်တော့ပါမယ်ကျွန်တော် channel တွေ subscribe လုပ်ပါလို့ဆိုရင်လည်း subscribe လေးတပည့်တော်ချက်ပါကျေးဇူးများကြီးတင်ပါတယ်